Idea Story Knowledge Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခေါက်ပြောပြမယ့်အကြောင်းအရာလေးကတော့ဒီနေ့ကိုမိနစ်30ပုံမှန်လမ်းအမြန်လျှောက်ခြင်းကကျွန်တော်ရဲ့ခန္ဓာကိုဘလို့ချက်တွေပြောင်းလဲစေတယ်ဆိုတဲ့အချက်ကိုကျွန်တော်ကဒီဗီဒီယိုဖိုင်မှာပြောပြပေးမှာဖြစ်ပါတယ်။တနေ့လေမိနစ်30များအမြန်လမ်းလျှောက်ရုံဖြင့်ဒီကုလုံးလေးကျန်ကန်းဖြင့်လုံဆောင်ပေးလို့ရပါတယ်။ကျွန်တော်တို့တည်ထားရမယ့်အချက်ကတော့ဘာကြောင့်အမြန်လမ်းလျှောက်ခြင်းက ချမ်းမှကြောက်ခိုင်ဖို့ပြီးတော့ပျော်ရွှင်နေဖို့အကောင်းဆုံးနဲ့အလွယ်ကူဆုံးနည်းလမ်းများတဲ့တစ်ခု ဖြစ်လို့မို့နေတဲ့လှုပ်ဆောင်ဖို့မမေ့သင့်ပါဘူးအဲဒီတော့ကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်၁အချက်ကတော့သွေးလက်ပတ်မှုကိုကောင်းမွန်စေလိုပဲဖြစ်ပါတယ်လမ်းမြန်လျှောက်ချင်းကနှလုံးရောဂါကိုကာကွယ်ပေးနိုင်တယ်ပြီးတော့ဒီနှလုံးခုန်နှုန်းကိုမြင့်တက်စေပြီးတော့ခေါင်းပေါ်နဲ့သွေးပေါင်ခြင်းကိုကျဆင်းစေခြင်းနဲ့အတူနှလုံးကိုအားကောင်းစေတာပဲဖြစ်ပါတယ် သွေးဆုံးပြည့်တဲ့နောက်တနက်လေရင်တမိုင်ကနေနှစ်မိုင်ခန့်လမ်းလျှောက်တဲ့အမျိုးသမီးတွေအားတဲ့24ဘက်အတွင်းမှာဆိုလို့ရှင်တဲ့သွေးပုံချင်းကိုစက်တမတ်နီးပါးလျှော့ချနိုင်တယ်လို့ဆိုထားတဲ့တွေရှိပါတယ်။တနေ့ကိုမိနစ်30ပုံမှန်လမ်းလျှောက်တဲ့အမျိုးသမီးတွေဟာလေဖြတ်နိုင်ကျ20ရာခိုင်နှုန်းလျှော့ချနိုင်ပြီးတော့တဲ့တနေ့ကိုမိနစ်30ကျွန်တော်ခုပြောပြတဲ့ခက်သက်သက်ပုံမှန်ပေါ့နော်အမြန်လမ်းလျှောက်ခြင်းက50ရာခိုင်နှုန်းထိပိုတိုးပြီးတော့လျှော့ချနိုင်တယ်လို့ဆိုထားပါတယ်။ နံပါတ်1အချက်ကတော့ခက်သက်သွက်အမြန်လန်းလျှောက်တဲ့သူတွေဟာအသက်ကိုပိုပြီးရှည်စေပါတယ်။အမြန်လန်းလျှောက်တဲ့သူတွေဟာအသက်ပိုရှည်တတ်တယ်လို့ဆိုထားချက်တွေရှိပါတယ်။သူတေသနာပြုချက်တွေအရကတော့ခက်သက်သွက်လန်းလျှောက်တဲ့သူတွေဟာတတန်းပိုကြာရှည်မြင့်စွာနေနိုင်ပြီးတော့မာသာရှည်ယောဂါတွေဖြစ်နိုင်ခြေကိုလည်းလျှော့ချစေနိုင်တယ်လို့ဆိုထားချက်တွေရှိပါတယ်။ဒီလိုခက်သက်သွက်အမြန်လန်းလျှောက်ခြင်းကအသက်ကြီးလာတာနဲ့မျှတကြွမှုတွေပြွှေရှားနိုင်စွမ်းနေနဲ့လွတ်လပ်မှုတွေကိုပိုပြီးရရှိစေတယ်လို့ဆိုထားပါဗျ။ ကျွန်တော်တို့ခပ်ပြင်းပြင်းလင်းကျင်ကလှုပ်ချင်းတွေနဲ့မတူပဲကျွန်တော်ဒံယာပြပန်းနှွင့်နေမှုတွေမရှိပဲနဲ့ပို့ပို့ပါပါကြန့်ခိုင်နေစေဖို့အလွယ်ကူဆုံးနိလန်းများရတခုလည်းဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီခပ်မြန်မြန်လန်းလျှောက်ချင်းအားလင်းကျင်ကတတ်တတ်မဟုတ်ပါဘူးပို့ပြော့အသက်ရှည်သေးတယ်ပို့ပြော့ကြားမာစေပြီးတော့ပျော်ရွှင်တဲ့ဘဝအတွက်ဂျင်းနီမျိုးနဲ့မို့တခုလည်းဖြစ်ပါတယ် ကျွန်တော်လမ်းလျှောက်နေချိန်မှာပေါ့နော်ကျွန်တော်ရဲ့အသက်ရှူနှုန်းကတိုးလာတယ်ပြီးတော့အဲ့လိုတိုးလာတဲ့အခါမှာအောက်ဆီဂျင်ကိုသွေးကြောကနေတဲ့ဆင့်မြန်မြန်ဆန်ဆန်သွားလာစေနိုင်ပါတယ်ပြီးတော့ဒီဆွတ်မြေပစ္စည်းတွေကိုဖေရှားပေးခြင်းတွေစွန့်ရင်ဆင်းတဲ့ကုသနိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ခြင်းတွေကိုလှုပ်ဆောင်ပေးနိုင်လို့ပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့စွန့်ရင်မကုန်ဘဲနဲ့အစီတွေကိုလုံကျွမ်းစေပြီးတော့ကိုယ်လေးတင်လျှော့ချနိုင်ပါတယ်အမြန်လန်းလျှောက်ခြင်းကိုကျွန်တော်တို့အနေနဲ့လျှို့ဝှက်အစီလုံကျွမ်းစေတဲ့လက်နက်အဖြစ်တွေးကြည့်လိုက်ပါ ျွန်တော်ခက်သက်သက်လမ်းလျှောက်လိုက်တဲ့အခါမှာကျွန်တော်တို့နှလုံးခုန်တုံးနဲ့တိုးလာမယ်ပြီးတော့ခန္ဓာကိုယ်ဟာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုလုံဆောင်နေသလိုပေါ့နော်လုံးဝပြင်ပန်းနှွမ်းနေမှုမဖြစ်စေဘဲနဲ့ကီလိုရီတွေစတင်လောင်ကျွမ်းလာစေလိုပဲဖြစ်ပါတယ်မိနစ်30အမြန်လမ်းလျှောက်ခြင်းကအမြန်နှုန်းနဲ့အလေးချိန်ပေါ်မူတည်ပြီးတော့ကီလိုရီ150ကနေ200ခန့်လောင်ကျွမ်းစေနိုင်ကြောင်းလေ့လာမှုတွေကအကြံပြုထားချက်တွေရှိပါတယ် ဲ့ဒီပြင်လမ်းလျှောက်ခြင်းအားဇီဝဖြစ်ပျက်မှုကိုမြင့်တင်ပေးနိုင်တဲ့အတွက်ကြောင့်မို့လမ်းအမြန်လျှောက်တာကိုရပ်လိုက်သည့်အခါကျွန်တော်တို့ခန္ဓာကိုယ်ကကီလိုရီတွေကိုဆက်လက်လောင်ကျွမ်းပေးစေတာပဲဖြစ်ပါတယ်အချိန်ကြာလာတဲ့မြကီလိုရီလောင်ကျွမ်းမှုဟာပိုရှန်နေတဲ့ပေါင်လင်းခြင်းတွေကိုကြာဆင်းသွားစေတာပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ကြွက်သားတွေကိုတန်ပါစေပြီးတော့ကိုယ်အနေထားကိုကောင်းမွန်စေတာပဲဖြစ်ပါတယ် လမ်းလျှောက်ခြင်းကကျွန်တော်တို့ရဲ့ခြေထောက်တင်တဲ့ဝမ်ပိုက်ကြွက်သားတွေကိုချုံးမွေးစေပါတယ်ဒါပေမဲ့အမြန်လမ်းလျှောက်ခြင်းကတော့ပုံမှန်လမ်းလျှောက်ခြင်းထက်ပိုပြီးတော့ခြေထောက်တွေကိုအလုတ်ပေးုံတင်မကပါဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဥတိုင်းနဲ့ကျွန်တော်ရဲ့နောင်ကြောတွေနဲ့လမုံကြွက်သားတွေကိုပါချိတ်ဆက်ပေးတာပဲဖြစ်ပါတယ်အချင်းကြာရတဲ့မြကျွန်တော်တို့ရဲ့ကိုယ်အနေထားတွေဟန်ချက်ညီမှုနဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကြံ့ခိုင်စေလိုပဲဖြစ်ပါတယ် အချိန်ကြာကြီးထိုင်နေမယ်ဆိုလို့ရှိရင်တော့နေ့စဉ်ခက်သက်သွက်အမြန်လမ်းလျှောက်ခြင်းကဒီညံဖြင်းတဲ့ကိုယ်အနေထားကိုပြပြနိုင်ပြီးတော့ခါးနာခြင်းကိုလည်းကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်နံပါတ်၅ချက်ကတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။ကျွန်တော်တို့အမြန်လန်းလျှောက်ခြင်းဟာကျွန်တော်နှလုံးအတွက်နင်းစင်ဗီတာမင်နဲ့တူပါတယ်။ တွဲလက်ပတ်မှုကောင်းမွန်စေတာတွေသွေးပောင်ချိန်ကိုလျှော့ချပေးတာတွေပြီးတော့ဒီကိုလက်စတောပမာဏကိုညော်နှင်းစေတာတွေပြင်ဒီနှလုံးသွေးကြောစနစ်ကိုတန်ပါစေတာပဲဖြစ်ပါတယ်။ဒီနေ့ရောမိနစ်30အမြန်လမ်းလျှောက်ခြင်းဖြင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တဲ့အပြင်နော်လေ့လာမှုတွေအရကတော့ဒီလေးဖြည့်ခြင်းတွေတွေးတိုးခြင်းတွေနဲ့အမျိုးအစားနဲ့စီကြောယောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်6အချက်အနေနဲ့ကတော့ကျွန်တော်တို့အရိုးစစ်တွေကိုကာကွယ်ပေးပြီးတော့ဒီကဲဒဏ်ရာရခြင်းအားနဲ့ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ပုံမှန်လုံယုံလုံးစင်နေနေပေါ့နော်ပြေးတာတွေပြီးတော့ပြင်းထန်တဲ့လေ့ကျင့်ငန်းလုပ်ထားရတဲ့မတူပဲနဲ့ဒီလိုခက်မြန်မြန်လမ်းလျှောက်ခြင်းကကြီးရောက်တဲ့လေ့ကျင့်ငန်းတစ်ခုဖြစ်တဲ့အပြင်အစစ်တွေကိုနူးညံ့သိမ်မွေ့ပြီးတော့ကောင်းမွန်စေတာပဲဖြစ်ပါတယ်အယိုးစစ်တွေကိုချုံးမွန်စေပြီးတော့အယိုးတွေကိုတန်ပါစေတယ်ပြီးတော့အစစ်မြင့်ရောင်ရမ်းတဲ့နာကျင်မှုကိုလည်းကာကွယ်ပေးနိုင်ပါတယ်ပြီးတော့ဒီလိုပုံမှန်ပေါ့နော်ခက်မြန်မြန်လမ်းလျှောက်ခြင်းကအယိုးဘွားယောဂါဖြစ်နိုင်ခြေကိုလည်းညှော်နှင်းစေပြီးတော့ ကျွန်တော်အသက်ကြီးလာတာနဲ့အများအရိုးတွေကိုပိုတန်ပါစေတယ်လို့လေးလာမှုတွေမှာဖော်ပြထားတာရှိပါတယ်။တွေ့ဆုံပြီးရင်တော့အမျိုးသမီးတွေအနေနဲ့ကလည်းဒီနေ့ကိုမိနစ်30ခက်မြန်မြန်လမ်းလျှောက်ပေးခြင်းဖြင့်တမဆုံရိုးကျိုးနိုင်ခြင်း40ရာခိုင်နှုန်းလျှောက်ကြစေကြောင်းဆိုထားချက်တွေရှိပါတယ်။ နောက်တစ်ခုကတော့ဒုနာဝေဒနာကိုခံစားနေရတဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်ဒီခက်မြန်မြန်လမ်းလျှောက်ခြင်းကအကောင်းဆုံးသောထိခိုက်မှုနည်းတဲ့လေ့ကျင့်ခန်းတွေရတစ်ခုလည်းဖြစ်ပါတယ်။အသက်65နှစ်နဲ့အထက်အရိုးစိအောင်ယောဂရှိသူတွေအနေနဲ့ကတော့နေ့စဉ်လူနေမှုပေါ်ရမှာပေါ့နော်ဒီအရိုးစိရောင်းတာကိုယောဘသက်တာစေဖို့အတွက်ဆိုလို့ရှိရင်တော့ဒီခက်မြန်မြန်လမ်းလျှောက်ခြင်းကအကောင်းဆုံးသောနည်းလမ်းတွေရတစ်ခုလည်းဖြစ်ပါတယ်။နမခွန်ချက်နေနေကတော့ကိုခံစနစ်ကိုအားကောင်းစေတာပဲဖြစ်ပါတယ်။ ်ဖျားနာခြင်းကင်းဝဲပြီးတော့ဒီဖျားနာမှုတွေကနေရှောင်ခြင်းပါသလားအဲ့ဒါဆိုလို့ရှိရင်เนาะဒီနေ့ကိုမိနစ်30ခန့်မြန်မြန်လမ်းလျှောက်ခြင်းဖြင့်စတင်လိုက်ပါကျွန်တော်ဒီပုံမှန်လမ်းမြန်မြန်လျှောက်တဲ့သူတွေမှာကိုယ်ခံစနစ်ပိုအားကောင်းစေပြီးတော့ဒီဖျားနာမှုတွေကနေမြန်မြန်ပြန်ကောင်းလာတယ်လို့သုတေသနပြုချက်တွေမှာဆိုထားချက်တွေရှိပါတယ် ဒီလိုအခက်မြန်မြန်လမ်းလျှောက်ခြင်းကကိုခန်းဆဲတွေလေပတ်မှုကိုတိုးစေတယ်။ရောဂါပိုးမွားတွေနဲ့အေးမိခြင်းလိုနာတာချေရောဂါတွေကိုပင်တိုက်ဖြတ်ရမှာဒီခန္ဓာကိုယ်ကိုကောင်းမွန်စေတယ်လို့ဆိုထားပါတယ်။အဲဒီတော့ကြောင့်မို့တဘာဝကျန်းမာရေးအကန့်အသတ်တစ်ခုအဖြစ်နေတဲ့လုံဆောင်ပင်ရလို့မို့ဒီနေ့ကိုမိနစ်30ခက်မြန်မြန်လမ်းလျှောက်ခြင်းဖြင့်အရာအားလုံးကိုကြော်လာလိုက်ပါ။ နမရှိအချက်နဲ့ပုံမကောင်းမွန်စွာအိပ်ပျော်စေပြီးတော့ခွန်အားကိုပိုခံစားရစေမှာပဲဖြစ်ပါတယ်။ကျွန်တော်အေးရွားဝအိပ်ဖို့ခက်ခဲနေတယ်။အေးရွားအောင်ရုန်းကန်နေရတယ်။အိပ်ဆက်ဖို့ခက်ခဲနေတယ်ဆိုလို့ရှင်နော်။ဒီပုံမှန်အမြန်လမ်းလျှောက်ခြင်းက ဒီအိဆက်မှုအည်သွဲကိုကူညီပေးနိုင်မယ့်တဘာဝနီလန်းတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ခက်သက်သွဲလမ်းလျှောက်ခြင်းဟာကျွန်တော်တို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့နာယီပေါ့နော်။ circadian rhythm လို့ခေါ်တဲ့ဒီအိဆက်ခြင်းနာယီကိုချိန်ညီပေးပြီးတော့အိပ်ပျော်ဖို့နိုးထားဖို့ကိုပုံပုံလွယ်ကူစေတာပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ခန္ဓာကိုယ်တွင်းမှာရှိတဲ့အောက်ဆီဂျင်ပမာဏကိုလည်းမြင့်တင်ပေးတဲ့အတွက်ကြောင့်မို့လမ်းဆန်းဖို့အတွက်ဆိုလို့ရှိရင်ကော်ဖီထပ်ပြီးတော့တောက်နေစရာမလိုပါဘူး။ဒီပုံမှန်လေ့ကျင့်ခန်းပေါ့နော်။တနေ့ကိုမိနစ်30ခက်မြန်မြန်လမ်းလျှောက်ပေးခြင်းဖြင့်တနေ့တောင်လုံးပုံပုံ အင်အားပြဝစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကော်ဖီတောက်မဲ့အစားဒီခက်မြတ်မြတ်လမ်းလျှောက်ပေးခြင်းဖြင့်ကျောင်းမရဲ့လူနေမှုဘဝကိုနေ့စဉ်ပုံမှန်တည်ဆောက်လိုက်ပါ။နမကိုချက်ကတော့စိတ်ပိုင်းဆိုင်ရာကြာဆင်းမှုကိုနှိကွေးစေလို့ဆိုတာပါပဲ။ကျွန်တော်ဒီအသက်65နှစ်ထက်အမျိုးသမီးတွေနဲ့အသက်82နှစ်ထက်အမျိုးသားတွေအနေနဲ့ကတော့ကျွန်တော်ဒီပုံမှန်လမ်းလျှောက်မှုမပြုလုပ်တဲ့သူတွေထက်စာလို့ရှင်ပုံမှန်လမ်းလျှောက်မှုပြုလုပ်တဲ့သူတွေကမှညာကြာဆင်းမှုနေပါကြောင်းဆိုထားချက်တွေရှိပါတယ်။ ပြီးတော့ဒီစိတ်ကြောယောဂနဲ့အန်ဇိုင်းမယောဂဖြစ်ပွားနိုင်ခြေကိုလည်းရှင်းချပေးနိုင်တယ်လို့ဆိုထားချက်တွေရှိပါတယ် ကျွန်တော်ဒီဗီဒီယိုဖိုင်မှာတော့ဒီနေ့ကိုမိနစ်30ပေါ့နော်ခက်မြန်မြန်လမ်းလျှောက်ချင်းရဲ့အကျိုးကျေးဇူးတွေကိုပြပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြာတော့ဂျမားရဲ့အကျိုးကျေးဇူးစုံတရားရရှိလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျမားရဲ့အကျိုးကျေးဇူးစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျမားရဲ့ဘုဒ္ဓရဲ့တိုးပွားပြီးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။